ချန်ပီယံလိဝင်ခွင့်မရရင်ရောင်းချခံရနိုင်တဲ့ဂွေမာရရဲ့တန်ကြီးကိုစုံစမ်းနေတဲ့ဘာစီလိုနာမြူကာဆယ်တင်းကဒီယာဒီမာတော်ဖို့တွင်းမဝင်နိုင်လို့ချန်ပီယံလိဝင်ခွင့်မရရှိခဲ့ရင်အတင်းရအဓိကကစားသမားကွင်းလယ်လူဘရူနိုဂွေမာရကိုရောင်းချဖို့စဉ်းစားမှဖြစ်ပြီးဘာစီလိုနာတင်းကလည်းဒီခွင့်ရေးကိုအမိရဆုပ်ကင်ဖို့ဆင်နစ်ဖြစ်နေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်စပိန်ချိဆိုင်သတင်းဌာနတို့ကဖော်ပြချက်အရမြူကာဆယ်တင်းကလာမယ့်နွေရာသီမှာကွင်းလယ်လူဘရူနိုဂွေမာရကိုရှော့စင်းနဲ့ရောင်းချဖို့ဆုံးဖြတ်ထားပြီးဘာစီလိုနာကပရီးမီးယားလိအင်အားကြီးအာဆင်နယ်အသင်းနဲ့တူဒီနေ့မှဝီမာရက်ကိုခေါ်ယူဖို့အပြိုင်ဆိုင်ကြိုးပမ်းလာမှာဖြစ်ပါတယ် သူတို့ကဂွေမာတို့လိုကွင်းလေခန်းစီကစားသမားကိုအတိအကျမလိုအပ်ပင်မဲ့လေဒီကြောင်ကနွေမာစာချုပ်ကုံဆုံးတော့မှာဖြစ်ပြီးတကယ်လို့ဒီကြောင်တတ်တမ်းမတိုးဘူးဆိုရင်အာဆင်နယ်ကဒက်စ်လူမျိုးကိုပြစ်မှတ်ထားနေလေဆိုတဲ့သတင်းတွေကြောင့်ဒီနေ့ရက်ဒီမှာဒီကြောင်အသင်းကနေသာထွက်ခွာသွားမယ်ဆိုရင်အချင်းယူတွေပြောင်းလဲသွားနိုင်ပါတယ်ဂွေမာတို့ဟာလည်းပရီးမီးယားလိအသင်းကြီးတတင်းစီကိုပြောင်းရွှေ့ဖို့မကြာခဏသတင်းတွေထွက်ပေါ်နေပြီးအာဆင်နယ်နဲ့မန်ချက်စတာယူနိုက်တက်တို့ကဒီဘရာဇီးလက်ရွေးစင်ကိုစိတ်ဝင်စားတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ် မြူကာဆယ်ကလာမယ့်ရာသီချန်ပီယံလိဝင်ခွင့်နဲ့လွဲချော်ခဲ့မယ်ဆိုရင်ဝီမာရော့ကိုပေါင်သန်း60ဝန်းကျင်နဲ့ထောက်ကဝင်ပြုတ်သွားနိုင်ပါတယ်။ဝီမာရော့ရဲ့မြူကာဆယ်အသင်းဟာလာမယ့်တနင်္ဂနွေနေ့မှာလီဗာပူးအသင်းနဲ့ဆိတ်လုရှားပွဲခါလာဘောင်းဖလားဘိုလူပွဲကိုရှင်ပြိုင်သွားရမှာဖြစ်ပါတယ်။ဒီမှာဒီနေ့ဆက်တဲ့အမားကချေ